နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလာနေ့ရက်ပေါကြနေ့ ရှင်ဘေဒုဩဝါဒစာ ပထမဆုံးခန်းကြီး3အငယ်15မှ16စိတ်နှလုံးထဲ၌သာရအရှင်ဖျားသခင်ကိုယုံကြည်ခြင်းရှိကြလော။သင်တို့မျောလင့်ခြင်းဤအကြောင်းကိုမေးမြန်းတော်သူ ရှိသမျှတို့အားနုညံ့တော်သောကြောက်ရွံ့တော်သောနှင့်ပြန်ပြောခြင်းကကာလအစဉ်မပြတ်အသင့်ရှိနေကြလော။ခရစ်တော်၌သင်တို့ကျင့်သောအကျင့်ကောင်းကိုရှုံချတော်သူတို့သည်ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်းရှက်ချောက်ချင်းရှိမိအကြောင်းတင်းတို့ဒီကိုကိုကိုတိတော်စိတ်ကြည်လင်လျက်နေကြလောလူတီတီတို့အားအပေတို့ပြန်ပြောရမည်ကိုသိနိုင်မိကြောင်းတင်းတို့စကားသည်စာအဖြစ်ငံတော်အရသာမည်ပြည့်စုံရဲ့အစစ်မပြတ်တင့်တယ်လျောက်ပတ်ပါစီ ကောလောသဲဩဝါဒစာခန်းကြီးလေးခန်းငယ်6စားပါတော့အဖြစ်များဘတ်တီသူဤငွေထုတ်ကတ်ကိုစားတော့ဆိုင်ငွေပြေစာပေါ်တွင်တင်လိုက်သည်စပွဲရိုးသည့်ကတ်ကိုယူလိုက်ပြီးခဏလေးငါသည်လန်းခရီးဖြစ်၏တမတရားလည်းဖြစ်၏အသက်လည်းဖြစ်၏လို့ပြောတဲ့ဒီလူကဘယ်သူလဲသူပြောထားတာတူတူနဲ့လုံရင်းရောက်တယ်ဟုပြောလိုက်သည် သူဤခရိယံဗန္နာယေကုမ္ပဏီကရိုက်နှိပ်ထားသည့်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၁၄ခန်းငယ်၆မှာသခင်ယေရှု၏နှုတ်ကပတ်တော်ကိုစပွဲတို့ကတုံ့ပြန်နေခြင်းဖြစ်ကြောင်းဗတ်သဘောပေါက်သွားသည်။ဒီလူမြည်သူဖြစ်ကြောင်းနှင့်ကျမတို့ကိုဖျားသခင်ထံဆောင်ခြင်းရန်မြည်သူစတဲ့ခံခဲ့ကြောင်းဗတ်ကရှင်းပြခဲ့သည်။မိမိယုံကြည်ခြင်းအကြောင်းဘာမှမသိသူတို့နှင့်ကျမတို့တွေ့သောအခါကျမတို့ကလှောင်ခြင်းအထင်သေးခြင်းနှင့်တုံ့ပြန်နိုင်ပါသည်။ တင်တို့မျော်လင့်ခြင်းအကြောင်းကိုမေးမြန်းတော်သူရှိသမျှတို့အားပြန်ပြောခြင်းကအသင့်ရှိနေကြလောဟု တမန်တော်ကြီးပေတရုကကျမတို့ကိုစိန်ခေါ်ပါသည်။နူးညံ့သောသဘောကြောက်ရွံ့သောသဘောနှင့်ပြန်ပြောရန်လေတတိပေးသည်။ထို့သောတုံ့ပြန်ခြင်းဤတကူကို ရှင်ပေါလုကလူအသီးသီးတို့အားအဘယ်သို့ပြန်ပြောရမည်ကိုသိနိုင်မည်အကြောင်းတင်တို့စကားသည်စာအဖြစ်ငံသောအရာသာနှင့်ပြည့်စုံလျက် အစင်မပြတ်တင့်တယ်လျောက်ပတ်ပါစေဟုရှင်းပြထားသည်။စားသည့်အစားအသောက်၏အရသာကိုမြင့်တင်ပေးနိုင်တဲ့ကဲ့သို့အရသာရှိသောအဖြစ်များသည်လည်းအခြားသူများကိုယုံကြည်ခြင်းသို့ဖိတ်ခေါ်နိုင်ပါသည်။တခိယေရှုနှင့်လုံးဝအကျွမ်းမဝင်သူများကမထင်မှတ်သောအခြေအနေများတွင် ကျမတို့ကိုမေးလာနိုင်ပါသည်။ကျမတို့ကနူးညံ့သောသဘောကျေးဇူးပြုခြင်းသောသဘောနှင့်တုံ့ပြန်သောအခါ ကျမတို့၏အဖြေများကငံတော်အရသာနှင့်ပြည့်စုံလေမိโกမိသူမှာပို၍တည်ခြင်းစိတ်များပါလိမ့်မည်ဖျားသခင်အကြောင်းမေးလာသည့်မိโกကြောင့်တင်အပ်အော်မှုပါသလား သင်တတနိုင်မိโกမိသူများကိုငံသောအရာသာနှင့်ပြည့်စုံသောအဖြစ်ပေးရန်သင်ကိုယ်သင်မိခဲ့သူပြင်ဆင်မည်နီချစ်တော်ဖဖျားကျွန်ုပ်ထံသို့ကိုရောဆောင်ယူလာမည်မိโกများတင့်တယ်စွာနှစ်သက်ဖွယ်ဖြည့်နိုင်ရန်ကျွန်ုပ်အားပြင်ဆင်ပေးတော်မူပါသခင်ယေရှုနာမကိုအမည်ပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။